ီမားရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။ညီမားရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ညီမားရေဒီယို မနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ9.3မဂါဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ16မီတာ စက်ခွန်တသမာ9မှတ်ကဟက်စကနီထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစည်းမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။မေလ23ရက်တောက်ကြနေမနေ့ပိုင်းမြစည်းမရေဒီယိုစီစဉ်ကိုမြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲထိစတင်ထုတ်လွှင့်နေပါပြီ။ကျွန်တော်ဆိုင်းခမ်းပါ။ဒီကနေ့မနက်နားဆင်ရမယ့်စီစဉ်တွေကတော့ငလျင်နဲ့ပြည်တွင်းစစ်ကြောင်းကလေးတွေတည်ဆုံနေရကြောင်း Miss War အလှမဲထုတ်ပြောတဲ့သတင်းနဲ့အတူ ကြောက်စဲမြို့မှာမိလောင်မှုအတွင်းမိသားစုဝင်၄ဦးတေဆုံးခဲ့ရတဲ့အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားကြရမှာပါသတင်းတွေပြီးမှာတော့လေးရီ FN ကပေးပို့ထားတဲ့အပတ်စဉ်ရခိုင်သတင်းစီစဉ်ကိုနားဆင်ရဖို့ရှိပါတယ်ခင်ဗျာအိန္ဒိယနိုင်ငံမှာကျင်းပနေတဲ့ Miss World ပြိုင်ပွဲမှာမြန်မာကိုစားပြု အလှမဲ့ခီစာခင်က ငလျင်နဲ့ပြည်တွင်ဆက်အတွင်းမှာစာသင်ကျောင်းတွေမှာကလေးတွေတည်ဆုံနေရကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။မနေ့ကမေလ22ရက်ကအိန္ဒိယနိုင်ငံဟိုက်ဒရာဘတ်မြို့မှာကျင်းပခဲ့တဲ့ Miss World ရဲ့ Head to Head Challenge တင်ဆက်မှုမှာမြန်မာအလှမ်းမဲ့ခီစာခင်ကဒူချောင်းကပြဖြစ်တဲ့ပန်ကလေးမြောက်ပွင့်တော်မြီဖူးတန်ဝင်းလိုကြီးနေကြီးမရွှေရီလောင်ငါတို့စာသင်ကျောင်းကပြကိုရွတ်ဆိုပြီးတော့ဒီလိုထုတ်ဖော်ပြောကြားခဲ့တာပါ။ဒီကပြကိုကလေးတွေအားလုံးအတွက်ရှင်တွေကနှက်ဆိုင်စွာကျမရွှတ်လိုက်တာပါ။ ငလင်းနဲ့ပြည်ရင်းစမှာတည်ဆုံးခဲ့ရတဲ့ကလေးတွေပါသူတို့အကြောင်းဝတ်စုံလေးတွေသူတို့စာအုပ်လေးတွေလွဲအိတ်ကလေးတွေသွေးလှူပြီးတော့သူတို့တည်ဆုံးရလိမ့်မယ်ဆိုတာကိုသူတို့သိတောင်သိသွားကြပါမလားဒီအတွက်ကျမတကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်သူတို့လေးတွေကောင်းရမွန်ရရောက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဆိုပြီးခီစာခင်ကပြောဆိုခဲ့တာပါ ပြည်ကရက်မေလာ၁၂ရက်နေ့မှာစစ်ကောင်စီရဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့်သခိုင်းတိုင်းတပင်းမြို့နယ်ဦးတိန်တွင်ကြေးရွာမှာစာတင်ကြားနေတဲ့ကလေး22ယောက်နဲ့ဆရာဆရာမ2ယောက်တိစုံပြီးတော့တရားကြော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။အလားတူပဲမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်မန္တလေးတိုင်းကြောက်ဆယ်မြို့ကပုတ်ကလေးကမူကြောင်တစ်ခုမှာကလေးငယ်12ယောက်နဲ့ဆရာမ2ယောက်တိစုံခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ ဒီပြစ်ဆက်နေဟာကြောင်းတက်နေစေကလေးတွေအစုလိုက်အပြုံလိုက်တည်ဆုံမှုတွေဖြစ်ပြီးအလမဲ့ခိစာခင်ရဲ့ပြောဆိုချက်ကိုထင်ဟပ်စေပါတယ်။ဒါအပြင်မြန်မာလူထုအနေနဲ့လူသားချင်းစာနာထောက်ထားမှု အကူအညီတွေများစွာလိုအပ်နေစေဖြစ်ကြောင်းလည်းခိစာခင်ကပြောဆိုခဲ့ပါတယ်။အသက်၁၈နှစ်အရွယ်ရှိတဲ့ခီဇာခင်က82ကြိမ်မြောက် Miss World ပြိုင်ပွဲကိုမြမကိုစားပြုအလှမဲ့အဖြစ်ရွေးချယ်ခံထားသူဖြစ်ပါတယ်။ 82ကြိမ်မြောက် Miss World အလှမြေပြိုင်ပွဲကိုမေလ9ရက်နေ့ကနေ31ရက်နေ့အထိအိန္ဒိယနိုင်ငံ Hyderabad မြို့မှာကျင်းပနေပြီးနိုင်ငံပေါင်း108နိုင်ငံကအလှမြေတွေပါဝင်နေကြပါတယ်ရှင်။စစ်ကောင်စီတပ်ရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှလုံခြုံရေးဆိုင်ရာဘာသာရပ်တင် जा ပေးနေတဲ့ဝနာကျော်ထင်ဘွဲရအငိမ့်စားဘုံမှုချုပ်ချိုထွန်းအောင်ကို သူ့ရဲ့နေမှာပဲဒီကနေ့မေလ22ရက်မနက်ပိုင်းမှာတနက်နဲ့ပြစ်ခတ်ခဲ့တယ်လို့မြို့ပြပျောက်ကြအဖွဲ့တစ်ခုကထုတ်ပြန်လာပါတယ်။ ကာကွယ်ရေးတပ်ကတော် NDC မှာနိုင်ငံတော်လုံခြုံရေးနဲ့ချမ်းဖတ်မှုတိုက်ဖြတ်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တွေကိုတင် जा ပေးနေတဲ့ဘုံမှုချုပ်ချိုထုံးအောင်ကိုရန်ကုန်မြို့မရန်ကုန်မြို့နယ် A1 လမ်းပေါ်မှာရှိတဲ့သူ့ရဲ့နေအိမ်မှာပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Golden Valley Warrior အဖွဲ့ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။လေးချက်ပြစ်ခတ်ခဲ့တဲ့ရင်ဘတ်ကိုပဲထိလာလို့အဖွဲ့ဝင်တူကမျက်စိမှောက်ပြောပါတယ်။ သူကမင်းအောင်လှရဲ့ဂုံလူဆောင်တစိ့ရထားတာကိုမိတ်ဆုံစားပွဲတွေနဲ့အပတ်စဉ်ကောက်ရိုက်ကွင်းစကားဝိုင်းတွေမှာအမြဲဂုံယူကြွားဝါပြောဆိုလေးရှိတယ်။ပြည်သူစစ်မှုထမ်းစင့်ခေါ်တဲ့ကိစ္စတွေမှာတိုက်ရိုက်ကင်တွေပါဝင်တာမျိုးမတွေ့ရပေမဲ့စစ်မှုထမ်းအောင်အဖွဲ့အနေနဲ့သူ့အပါဝင်အငိမ့်စားစစ်တမ်းမှုတွေစုပြီးအကြံပေးနေတာရှိတယ်။တချို့သတင်းချက်လက်တွေကသတင်းပေးရဲ့လုံခြုံရေးအရကျွန်တော်တို့မထုတ်ပြန်နိုင်တာလည်းရှိပါတယ်လို့သူကဆက်ပြောပါတယ်။ ဘုံကြုတ်ချိုထွန်းအောင်ဟာအခင်းဖြစ်ပွားရာနေရာမှာပဲတည်ဆုံးတာဒါမှမဟုတ်ဒဏ်ရာရတာလားဆိုတာကိုတော့မျက်စိမှအနေနဲ့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။သူဟာ2023ခုနှစ်ကစစ်ကောင်းဆောင်ဘုံကြုတ်မှုကြီးမင်းအောင်လှိုင်ကိုတိုင်ဝနကျော်ထင်းဘွဲနဲ့အတူရွှေငါးချက်သားပါပေးရခံရသူဖြစ်ပါတယ်။ စစ်မှုထမ်းအောင်အဖွဲ့ရဲ့တိုင်းစင်ခေါင်းဆောင်တဦးလည်းဖြစ်တဲ့အငိမ့်စားပုံမှုချုပ်ချိုထွန်းအောင်ဟာကမ္ဘောဒီးယားနိုင်ငံတန်မှတ်ဖြစ်ပါဆောင်ရွက်ခဲ့ပြီးမြန်မာပြည်ပြည်ရောက်ချင်းကစတင်လို့နေပြည်တော်မှာရှိတဲ့ NDC မှာစတင်ကြနေတာဖြစ်ပါတယ်။အခုနှစ်နေပြည်တော်မှာပြုလုပ်ခဲ့တဲ့တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတက်ရောက်သူတွေထဲမှာပုံမှုချုပ်ချိုထွန်းအောင်လည်းပါဝင်ခဲ့တာပါ။ အဲ့ဒီအခမ်းအနားအတွက်မင်္ဂလာတုံးလေတက်စခန်းကစစ်တပ်တည်ယူပို့ဆောင်ရေးလေရင် MAF 003အထူးလေရင်နဲ့အသွားပြန်စီစဉ်ပေးခဲ့ပါတယ်ခင်ဗျာရန်ကုန်မြို့တက္ကသိုလ်ရှိသားလမ်းမှာရှိတဲ့ချမ်းမှတ်54ရက်လေလံကျန်းကင်းစီကိုနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုတီဘက်ကသတ်မှတ်ဖို့ဥအောင်ဆန်းဦးဘက်ကတင်ပြချက်ကိုကမာရွတ်ခရိုင်တရားရုံးကဒီကနေ့မေလ22ရက်နေ့မှာပယ်ချလိုက်ကြောင်းတရားရုံးနဲ့နှိစက်တဲ့အတိုင်းဝန်စီကနေသိရပါဗျာ လေးကြိမ်တိုင်းလေလံတင်ရောင်းချခဲ့ပြီးမဲ့ဝယ်ယူသူမရှိတဲ့ချမ်းမှတ်54ကိုထပ်မံလေလံတင်တာမှာဖန်စီထိမ့်သိမ်းခံထားရတဲ့ဒေါံဆန်းစုကြည်ဘက်ကဈေးတက်မှတ်ဖို့တရနိုင်ဦးအောင်ဆန်းဦးဘက်ကတရားရုံးမှာတင်ပြထားတဲ့အပေါ်ဒီကနေ့အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့နောက်ယုံချင်းကိုလာမယ့်မေလ29ရက်နေ့မှာပြန်လည်ချိန်းဆထားပြီးဦးအောင်ဆန်းဦးဘက်ကတင်ပြရမှာဖြစ်ကြောင်းတရားရုံးနဲ့နှိစက်သူတယောက်ကမြစမာကိုပြောပါရယ် နှစ်ရကနေပါကျဲဝန်းတဲ့အချမ်းမှတ်54ရက်လေလံကြံကင်းစည်းကိုအရင်ကဦးအောင်ဆန်းဦးဘက်ကတင်ပြသတ်မှတ်ခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့ဧပြီလ29ရက်နေ့လေးချိန်မြောက်လေလံပွဲမှာလဲဦးအောင်ဆန်းဦးရဲ့ရှော့စီအတိုင်းကျက်290ဘီလီယံနဲ့ရောင်းချခဲ့ပြီးမဲ့ဝယ်ယူသူမရှိခဲ့ပါဘူးအဲ့ဒီခြံကိုလေလံကြံကင်းစည်းပထမအကြိမ်ကျက်315ဘီလီယံဒုတိယအကြိမ်ကျက်300ဘီလီယံနဲ့တတိယအကြိမ်ကျက်290ဘီလီယံတို့နဲ့အကြိမ်ကြိမ်ဈေးလျှော့ပြီးလေလံတင်ရောင်းချခဲ့ပြီးဖြစ်ပါတယ် တဖက်မှာလည်းဒေါင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကကာယကံရှင်ဖြစ်တဲ့ဒေါင်ဆန်းစုကြည်အနေနဲ့ရှေ့နေအဖွဲ့နဲ့တွဲခွင့်မရတဲ့အခြေအနေမှာစံမှန်54ကိုလေလံတင်ရောင်းချဖို့ဆောင်ရွက်မှုတွေအပေါ်ရုံးချင်းဒီမှာအစဉ်တစိုက်ကန့်ကွက်ခဲ့ကြပါဗျ။အမျိုးသားညညရေးအစိုးရ NUG ကလည်းစံမှန်54ကိုဂျာကာလအမျိုးသားအဆင့်ရင်ကျေးမှုအမွေနဲ့အဖြစ်သတ်မှတ်ထားပြီးဘသူမဆိုးပိုင်ဆိုင်တာရောင်းချတာဖြက်စည်းတာအပါအဝင်တာမြင့်ချက်တွေကိုဖောက်ဖျက်ကျူးလွန်မှာကအရေးယူသွားမှာဖြစ်တယ်လို့ကြေညာထားပါတယ်ရှင်။ မန္တလေးတိုင်းကြောက်စဲမြို့ကစီဆုံရက်မှာမေလ22ရက်မနေ့အစောပိုင်းမှာတော့ဖြစ်ခဲ့တဲ့မိလောင်မှုအတွင်းတိန်နဲနေမိသားစုဝင်အမျိုးသမီး၄ဦးတေဆုံးခဲ့ရတယ်လို့သိရပါဗယ်။တေဆုံးခဲ့တဲ့အမျိုးသမီးတွေထဲမှာနှစ်ဦးဟာအငိမ့်စားပညာရေးဝန်ထမ်းတွေဖြစ်ကြပြီးတဦးကတော့မူလာတန်းကျောင်းအုပ်ဆရာမကြီးဖြစ်ပါတယ်။နောက်ထပ်တေဆုံးသူတဦးကတော့အသက်63နှစ်အရွယ်အဖွာဦးပါ။ မေလ22ရက်နေ့မနက်9:00နာရီဝန်းကျင်မှာလောင်ခဲ့တဲ့မီးကိုမိသက်တပ်ဖွဲ့နဲ့ကြောက်ဆယ်မြို့မှာရှိတဲ့ကုညီကယ်ဆယ်ရေးအဖွဲ့တွေကနိုင်ဝတ်ကြာနှိမ်သက်ခဲ့ရပါတယ်။ရေခဲတက်တာမှာချိတ်ထားတဲ့လျက်စစ်တာထိန်းညှိဆက် safe guard ကနေမီးလောင်မှုစတင်တာဖြစ်နိုင်တယ်လို့မြို့နယ်မိသက်ကယူဆထားတဲ့အကြောင်းမြို့ကန်ကုညီကယ်ဆယ်ရေးလှုပ်သားတူကပြောထားပါတယ်။တေဆုံးသူတွေရဲ့ရုပ်လောင်းကိုတော့ကြောက်ဆယ်ပြည်သူစေယုံရင်ခွဲယုံကိုပို့ထားပြီးနာယေခန္ဓာကိုတော့မေလ22ရက်နေ့တရက်ထဲမှာပဲပြုလုပ်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဖျားပြင်းကလင်ကြီးကြောင့်ဖျားစီဒီတာသနိကအဆောက်အုံတွေအပါအဝင်ရှေးဟောင်းအဆောက်ဦးစုစုပေါင်း6900ကျော်ထိခိုက်ပျက်စီးသွားတယ်လို့စစ်ကောင်စီရဲ့တာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ပျက်စီးထိခိုက်မှုတွေဟာမန္တလေးတိုင်း၊စကိုင်းတိုင်း၊နေပြည်တော်၊ပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်တို့ကဖြစ်တယ်လို့ဆိုပါတယ်။ဖျားစီဒီဖုန်ကြီးကြောင်တိန်စရက်တာရဏိကအဆောက်အဦးတွေမြို့ရို့ ပြအိုးပြတ်သက်ရှေးဟောင်းအဆောက်ဦး6989လုံးထိလိုက်ပျက်စီးလာလို့စစ်ကောင်စီရဲ့သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကဖော်ပြပါရယ်။ငလင်ကြောင့်ပျက်စီးသွားတဲ့ရှေးဟောင်းအဆောက်ဦးတွေကိုပြန်လည်ပြုပြင်ဖို့အတွက်စစ်ကောင်စီရဲ့သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးကမေလ16ရက်နေ့နေပြည်တော်မှာအင်ဂျင်နီယာအသင်း၊ဘီတူကာအသင်း၊ငလင်အသင်းကသူတွေကိုခေါ်ယူပြီးအစီအွေလုပ်ခဲ့ပါရယ်။ပြန်လည်ပြုပြင်တိဆောက်ရမှာရှေးဟောင်းအဆောက်ဦးပုံမူတည်ပြီး တစ်နှစ်နှစ်နှစ်နဲ့ငါးနှစ်အချိန်ကာလသတ်မှတ်ထားတယ်ဆိုတာကိုစစ်ကောင်စီဝန်ကြီးကညွှန်ကြားခဲ့တယ်လို့သိရပါတယ်။ရင်ကျေးမှုအမွေနှစ်တန်ဖိုးမရှိသလောက်နည်းပါတဲ့အဆောက်အဦတွေထိခိုက်မှုနည်းပါတဲ့အဆောက်အဦတွေကိုတစ်နှစ်အတွင်းပြင်ဆင်ရမှာဖြစ်ပြီးတပိုင်းတစပြက်စီးတဲ့အဆောက်အဦတွေကိုနှစ်နှစ်အတွင်းပြုပြင်ရမယ်လို့စစ်ကောင်စီဝန်ကြီးကပြောခဲ့ကြောင်းသိရပါတယ်။ ယဉ်ကျေးမှုအမွေနဲ့တံပိုးကြီးမားတဲ့ရှေးဟောင်းအဆောက်အဦတွေကိုပညာရှင်တွေရဲ့အကြံပြုချက်တွေယူပြီး၅နှစ်အတွင်းပြင်ဆင်ဖို့စစ်ကောင်စီကစီစဉ်ထားတယ်လို့သိရပါတယ်။ငလင်ကြောင့်ထိခိုက်ပျက်စီးမှု ကြီးမားခဲ့တဲ့မန္တလေး၊စကိုင်းတို့မှာပြန်လည်ထူထောင်ရေးကိုစစ်ကောင်စီက မလုပ်ဆောင်နိုင်သေးဘူးလို့မြို့ကန်တွေကပြောပြပါတယ်။ငလင်အပြီးရက်တွေမှာလည်းစစ်ကောင်စီလက်အောက်ခံရဲနဲ့စစ်သားတွေဟာရှာဖွေကယ်ဆယ်ရေးထက်ဖျားစီတီအပျက်စီးရှင်းလင်းတာကိုဦးစားပေးလုပ်ဆောင်ခဲ့တာတွေ့ရပါတယ်ခင်ဗျာ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့အဓိကနိုင်ငံရေးပါတီကဂျားဖြတ်အစိုးရကိုကန့်ကွက်ဆန္ဒပြပွဲတွေဗုဒ္ဓုံးတွေကအကြီးအကျယ်ပြုလုပ်ခဲ့ပါတယ်။ရွေးကောက်ပွဲရဲ့တတ်မှတ်ကြညာပေးပါရန်တောင်းဆိုချက်တွေအပါအဝင်နိုင်ငံရေးအငင်းပွားမှုတွေကိုလမ်းမော်ဆန္ဒပြပွဲတွေနဲ့ပြသခဲ့ကြပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကအင်အားကြီးမာတဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ BNP ကို ထောက်ခံသူထောင်ပေါင်းများစွာကဒါကာမြို့လမ်းတွေပေါ်ကိုထွက်ပြီးဆန္ဒပြခဲ့ကြပါတယ်။ မြို့လယ်လမ်းမပေါ်မှာရှိတဲ့ဆိုင်တွေပိတ်ထားရပြီးဆန္ဒပြသူတွေကသူတို့ကိုယ်စားလှယ်လောင်းကိုမြို့တော်ရဲ့မြို့တော်ဝန်အဖြစ်ခန့်အပ်ဖို့လဲတောင်းဆိုခဲ့ကြပါတယ်။ဆန္ဒပြသူတွေဟာ BNP ပါတီကိုထောက်ခံသူတွေဖြစ်ကြတဲ့အတွက်ဆန္ဒပြပွဲဟာလဲထူကြပါတယ်။အိမ်ဆောင်အစိုးရကိုရှင်ပြိုင်မဲ့လာမဲ့ရွေးကောက်ပွဲတွေမှာ BNP ပါတီဟာရှေ့ကပြေးနေတာပါ။ 2024ခုနှစ်ကဖြစ်ပွားခဲ့တဲ့လူမှုအရေးတော်ပုံမှာရှိတ်ဟာစီနာအစိုးရကိုဖျောက်ချခဲ့ပြီးနိုဘယ်ဆုရှင်မိုဟာမက်ယူနိုဦးဆောင်တဲ့ဂျားဖြတ်အစိုးရကတာဝန်ယူခဲ့ပါတယ်။ရွေးကောက်ပွဲကျင်းပမဲ့ရက်ကိုတော့မကြေညာသေးပါဘူး။ဒါပေမဲ့ယူနိုကရွေးကောက်ပွဲတွေကိုနောက်ကြဆုံး2026ခုနှစ်ဇွန်လမှာကျင်းပပေးမယ်လို့ပြောထားပါတယ်။ 2020ခုနှစ်ရွေးကောက်ပွဲတွေမှာသူတို့ပါတီကအနိုင်ရရှိတယ်လို့ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်အမိန့်ကိုကြားဖြတ်အစိုးရကဟန်တာပိတ်ပင်နေတယ်လို့ BNP ပါတီကကြားဖြတ်အစိုးရကိုဆွဆွဲပြောကြားပါတယ်အဲ့ဒီရွေးကောက်ပွဲဒီမှာအခုခါပိတ်ပင်ခံထားရပြီဖြစ်တဲ့ဟာစီနာရဲ့အဝါမီလိဂ်ပါတီကမဲမတမာမှုတွေပြုလုပ်ခဲ့တယ်လို့ရှုမြင်ထားကြပါရယ်။ဒါပေမဲ့ BNP ပါတီရဲ့မြို့တော်ဝန်ဖြစ်လာရမယ့်အီရှရက်ခူစိန်ဟာယာဒူးရယူနိုင်တာမရှိသေးပါဘူး။ အဲ့ဒီစားအစိုးရခန့်အပ်တဲ့အုပ်ချုပ်ရေးမှူးကသာမြို့တော်အာဏာပိုင်ဖြစ်အုပ်ချုပ်နေပါလေအရင်ဘက်က BNP ပါတီထောက်ခံသူတွေဟာမြို့တော်ဝန်ယုံဂိတ်တကားတွေကိုတော့ခတ်ထားခဲ့တာကြောင့်ပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေရပ်တန့်သွားခဲ့ရပါတယ်။ဆန္ဒပြသူတွေက မြို့တော်ဝန်ယာတူးကိုဟူစိန်ကိုပေးဖို့တောင်းဆိုခဲ့ကြတာပါ။အခုလိုဖြစ်ရမျိုးတိုင်းပြည်ရဲ့ဒုတိယမြို့တော်စစ်တကောင်းမှလည်းဖြစ်ခဲ့ပြီးပြီလို့ဆိုပါရတယ်။ အစိုးရကပြည်သူတွေရဲ့ဘာသာစကားကိုနားမလည်ဘူးလို့အသက်43နှစ်အရွယ်ရှိတဲ့ဆန္ဒပြသူရော်ရှန်အာရာကပြောပါရယ်ဟူစိန်မျိုးတော်ဝန်ဖြစ်မလာရင် သူနဲ့တခြား BNP ပါတီတစ်ဆာကန်တွေကဆန္ဒပြပွဲတွေကိုအရှိန်မြှင့်ပြုလုပ်သွားမယ်လို့ဆိုပါရယ် BNP ပါတီအကြီးတန်းခေါင်းဆောင်ဆလာဟူဒင်အာမတ်ကလည်းအခုအချိန်ထိဆန္ဒပြပွဲတွေကိုပါတီပေါ်တစ္ဆာရှိသူတက်ကြွလှုပ်ရှားသူတွေကသာခေါင်းဆောင်ပြုလုပ်နေကြခြင်းဖြစ်ပြီးအစိုးရကရေးယူဆောင်ရွက်ခြင်းမရှိရင်ဆန္ဒပြပွဲတွေကိုပုံမကျဲပြန်သောပါတီကထောက်ခံပါဝင်လာမယ်လို့သတိပေးပြောကြားထားပါတယ်။ဒီလှုပ်ရှားမှုကိုကျွန်တော်တို့ထောက်ခံတယ်လို့အာမတ်ကပြောပါတယ်။ အစိုးရကမတုံ့ပြန်ဘူးဆိုရင်ပါတီအနေနဲ့ကျွန်တော်တို့ကဒီလှုပ်ရှားမှုမှာ တက်ကြွစွာပါဝင်လာရလိမ့်မယ်လို့သူကပြောပါတယ်လူတို့ရေတော်ပုံကိုဥဆောင်ခဲ့တဲ့ចောင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့အမျိုးသားနိုင်ငံသားများပါတီ NCP ကလည်းရွေးကောက်ပွဲကော်မရှင်ရုံးရှိမှာဗုဒ္ဓုံးတွေကဆန္ဒပြခဲ့ကြပါတယ်။ကော်မရှင်ကို BNP ပါတီကတင်းယူသွားပြီလို့သူတို့ကဆွဆွဲပြောကြားခဲ့ကြတာပါ။ ရွေးကောက်ပွဲကော်မရှင်ဟာဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအရတည်ထောင်ထားတဲ့အဖွဲ့အစည်းမဟုတ်တော့ပါဘူးလို့ NCP ပါတီရဲ့အဓိကခေါင်းဆောင်နာဆီယာဦးတင်က ပြောပါရယ်ဒီကော်မရှင်က BNP ပါတီရဲ့ယုံဖြစ်နေပါပြီပါတီရဲ့ပြောရေးဆိုခွင့်ရှိသူလို့ပြုမူနေကြတာပါလို့သူကပြောကြားခဲ့ပါရယ် ထိုင်ဝမ်တမရယာဒူးရယူပြီးတနှစ်ပြည့်ချိန်မှာထိုင်ဝမ်ရေပြင်အနီးနေရာတချို့မှာတရုတ်ကကုန်းရည်နှစ်ထွေသွားရေရင်နေနဲ့စစ်ရေးလေ့ကျင့်နေကြပုံကိုနိုင်ငံပိုင်ရုပ်သံ CCTV ကပြသခဲ့ပါတယ်။ပေကျင်းကမုံကြီးမုံနဲ့ထိုင်ဝမ်တမရလိုင်းချင်တဲကစစ်ပွဲကိုရှောင်နိုင်ဖို့စစ်ပွဲအတွက်ပြင်ဆင်သွားမယ်လို့အင်ကာနေကကြေပြူပြောကြားလိုက်ပြီးကျွန်းနိုင်ငံရဲ့ကြံ့ကြံ့ခံနိုင်တဲ့စစ်ပွဲရေးကိုလည်းခိုင်မာအောင်လုပ်သွားမယ်လို့ဆိုလိုက်ပါတယ်။ ဒီကနေ့မနက်မှာထိုင်ဝမ်နဲ့အနီးဆုံးဖူးကျင့်ပြည်နယ်ရဲ့တောင်ဘက်ရေပြင်ကိုတန်ချက်ကာရင်အများပြားတရုတ်နိုင်ငံကဆေလွတ်ခဲ့တယ်လို့ CCTV ကသတင်းထုတ်လွှင့်ခဲ့ပါတယ်။ရုပ်သံကလွှင့်ထုတ်တဲ့ဗီဒီယိုဖိုင်မှာပုံဖြတ်ထားတဲ့တင်ကအများပြားတောင်မြင်ကနေပင်လယ်ထဲဆင်းသွားကြပုံကိုပြသထားပါတယ်။လေမွန်ရောင်တက်ကဲအင်ဂျီတွေဝစ်ဆင်ထားတဲ့စစ်သားတွေကအသားစီးတွေကိုကြော်ဖြတ်ပြီးတင်ကားတွေကိုမောင်းနှင်သွားကြပုံကိုအော်ပရာတီးလုံးတန်နောက်ခံတဲ့တမနစ်ကြာဗီဒီယိုမှာတွေ့မြင်ကြပါရတယ်။ စစ်သားဆိုတာကျွန်တော်တို့ရဲ့ကိုယ်ပိုင်အမှတ်သားပဲလေ့ကျင့်တယ်ဆိုတာနေ့စဉ်လုံယူလုံစင်ပဲလို့တရုတ်တပ်မဟာဖွဲ့ဝင်တူကပြောပါတယ်တိုက်ပွဲဝင်ဖို့ကျွန်တော်တို့အသင့်ရှိနေပါတယ်လို့လည်းသူကဆက်လက်ပြောကြားခဲ့ပါတယ်အ ਨੇ ဆုံးရုတ်တံပုံနှစ်ခုမှာနောက်ခံမှာထပ်မြင့်တိုက်တွေကိုတွင်မြင်ရပါတယ် ထိုင်ဝမ်ကိုတရုတ်နိုင်ငံရဲ့နယ်မြေအစိတ်ပိုင်းတစ်ခုဖြစ်ပြီးပြန်လည်သိမ်းယူဖို့အင်အားတုံးမယ်လို့ချင်းချောက်ထားတဲ့တရုတ်နိုင်ငံကလိုင်းချင်တဲ့ယာဒူယာလာကလေးကကျွန်းနီမှာကြီးမားတဲ့စီးလေးကျင်ကန်းတွေကိုမြောက်များစွာပြုလုပ်ခဲ့ပါတယ်။လွန်ခဲ့တဲ့24နှစ်အတွင်းကျွန်းနီမှာတရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်ကရေရင်၈ဆင်းနဲ့လေရင်၅ဆင်းကိုတွေ့မြင်ခဲ့ရကြောင်းထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကဗုဒ္ဓဟူးနေ့မှာပြောပါရတယ်။ တရုတ်နိုင်ငံရဲ့စီးရေးလေ့ကျင့်ခန်းတွေဟာလုံယိုးလုံစင်ဖြစ်ပြီးကြိုတင်စီစဉ်ထားတဲ့လေ့ကျင့်ခန်းတွေသာဖြစ်ပြီးပင်လယ်ပတ်ဝန်းကျင်နဲ့လေပိုင်နဲ့လုံခြုံရေးအတွက်ဘလို့တက်ရောက်မှုမှမရှိပါဘူးလို့ထိုင်ဝမ်ကာကွယ်ဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တနှစ်ပြည့်အခါသမယမှာဘေကျင်းရဲ့ထိုင်ဝမ်ရေးရာယုံကလိုင်းချင်တဲရဲ့ခွဲထွက်ရေးရည်တည်ချက်ကိုတိုက်ခိုက်ပြောကြားခဲ့ပြီးထိုင်ဝမ်ရေးလက်ကြားနဲ့စီးပွားရေးအဆက်ဖြတ်ရေးကိုလည်းအပြေပြောကြားခဲ့ပါတယ်။ ဘေကျင်းဟာထိုင်ဝမ်နဲ့ဆက်သွယ်ဆွေးနွေးလိုပါတယ်။ဒါပေမဲ့တရုတ်တနိုင်ငံနဲ့မူကို လက်ခံမှသာဖြစ်နိုင်မယ်လို့ပြောရေးဆိုခွင့်ရှိသူချင်းပင်ဟွာကထိုင်ဝမ်ဟာတရုတ်နိုင်ငံရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့မူဝါဒကိုရည်ညွှန်းပြောကြားသွားခဲ့ပါတယ်။ထိုင်ဝမ်သမ္မတလိုင်ကတော့ဒန်းတူရည်တူရှိမှုနဲ့ဂုံတိတ်ကာရှိမှုလို့ရှိရင်ဘေကျင်းနဲ့ဆက်သွယ်လိုပါတယ်လို့အင်္ဂါနေ့မှာပြောကြားထားပါတယ်။ ပသိမ်မုံရွာလမ်းမကြီးဆလင်းမြို့နယ်အနီးလမ်းပိုင်းမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ရေးနယ်မြေနဲ့မသက်ဆိုင်တဲ့ရွာလေးရွာကိုစစ်ကောင်စီကဘုံကျဲကမိရှို့ဖျက်ဆီးနေတယ်လို့ဒေသခံတွေကပြောပါရတယ်။ ပသိမ်မုံရွာလမ်းမကြီးလမ်းပိုင်းမှာမေလ22ရက်မနက်ပိုင်းကစလို့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးဆလင်းမြုံနယ်ပိန်းနေပင်ရွာနယ်ငလီမန်းရွာတွေကိုစစ်ကောင်စီတပ်ကမနက်7နာရီခွဲမှာ Jet Fighter နဲ့ပုံကျဲပြီးဂွေးကုန်းနဲ့ငသံကောင်းရွာကိုညနေ9နာရီ44မိနစ်ခန့်ကစလို့မိရှုခဲ့တာဖြစ်တယ်လို့ဆလင်းမြုံကန်တူကပြောပါရယ်တိုက်ပွဲဖြစ်နေတဲ့နေရာတွေနဲ့အဝေးကြီးကိုပြစ်တာဂွေးကုန်းငသံကောင်းကိုစစ်ကြောင်းဝင်ပြီးမိရှုတယ်လို့လက်နက်ကြီးတွေနဲ့ပြစ်တာ လက်နက်ကြီးတွေကိုဗမာထိုင်ထားတယ်တော့မသိဘူးပြစ်တံမကြားရဘဲကြပြီးပောက်ကွဲတံကိုကြားရတာလို့စလင်းမြုပ်ကန်စီရီတရင်မြစ်ကပြောပါတယ်ရွာလေးရွာကဒေသခံတွေဟာဘေးလွယာကိုထွက်ပြီးတင်းရှောင်နေကြရပြီးစစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်ထိခိုက်မှုအခြေအနေကိုတော့မသိရသေးပါဘူးပတိမုံရွာလမ်းပိုက်မှာမကွေးတိုင်းဆလင်းမြို့နယ်အပြင်အထက်မင်းလာမြို့နယ်အေရီတိုင်းလေးမျက်နာမြို့နယ်တွေမှာလည်းစစ်ရေးတင်းမာနေတာပါ လမ်းပိုင်းတစ်လျှောက်ခီးသွားတဲ့သတိပြုသွားလာကြဖို့ကာကွယ်တပ်တွေကသတိပေးထားကြပါတယ်။ပြီးခဲ့တဲ့မေလ14ရက်နေ့ကလည်းအထက်မင်းလာမြို့နယ်အတွင်းပတိမ်မုံရွာလမ်းပိုင်းမှာအင်အားတရာခန့်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းကိုမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးသေဆုံးခဲ့တယ်လို့အထက်မင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။

ကျွန်မနေနေပါဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့စစ်တွေကမွတ်စလင်တွေကိုနိုင်ငံခြားပို့ပေးမယ်ဆိုပြီးတော့တဦးကို340နှုံးနဲ့ပြည်သူစစ်တပ်ရင်းတွေစီကိုပို့ဆောင်နေတဲ့သတင်းအရခတတ်တော်ဖန်စီထားတဲ့စစ်တုံးပန်းတထောင်ကျော်ကို ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့သတင်းကြောက်ဖြူမင်းတပ်တောင်နဲ့စက်မှုလက်မှုတင်နန်းချောင်းကို ULAA ကတင်ပိုက်ထားတဲ့သတင်းနဲ့အတူ ရခိုင်ကမ်းရိုးတန်းဟာဆူနာမီဖြစ်စေနိုင်တဲ့ငလျင်ရဲ့အန္တရာယ်အရှိန်မရွေးကြရောက်နိုင်တယ်ဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ။ရခိုင်ပြည်စစ်တွေမြို့နယ်တွေကမူဆလင်တွေကိုနိုင်ငံခြားပို့ပေးမယ်ဆိုပြီးတော့တဦးကို340နှုံးနဲ့ခေါ်ပြီးပြည်သူစစ်တပ်ရင်းတွေထဲကိုထည့်သွင်းနေတယ်လို့သတင်းရရှိပါရယ်။စစ်ကောင်စီဟာဒေတာအတွင်းကခရိုနီလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီးတော့စစ်တွေမြို့နယ်တွေကမူဆလင်တွေကိုမလေးရှားကိုပို့ပေးမယ်ဆိုပြီ ရန်ကုန်ကိုတတုပ်ပြီးတတုပ်ခေါ်သွားတယ်လို့ဒေသခံသတင်းအရင်းမြစ်တွေစီကသိရပါဗျ။ရန်ကုန်ကနေကုန်ပစ္စည်းလာပို့တဲ့တင်မောတွေနဲ့တင်သွားတာပါ။မွ슬လင်တွေကစစ်ကောင်စီနဲ့ပဏံတင်တဲ့မွ슬လင်ခရိုနီတွေကဥဆောင်ပြီးတော့သူတို့အရင်ချင်းလူစုပါတယ်။တယောက်ကိုသိန်း40တောင်းနဲ့မလေးရှားကိုခေါ်မယ်ဆိုပြီးအယုံသွင်းပါတယ်လို့သတင်းအရင်းမြစ်ကပြောပါဗျ။ကုန်တင်သင်းမောတစ်ခေါက်ကိုသိန်း90ကနေသိန်း80ကြာခေါ်ယူနေတာဖြစ်ပြီးတော့ စစ်တွေမျိုးကယာနဲ့ရှိတဲ့မူစနင်လူငယ်တွေဟာငွေကြေးလက်ဆုံးတဲ့အပြင် စစ်တင်တန်းစီကိုတွားရောက်နေကြရတာဖြစ်ပါတယ်။နိုင်ငံရှားသွားမယ်ဆိုတော့ပတ်စံဘလောက်ပေးရပေးရထွက်တာပါပဲ။ဒါပေမဲ့ရန်ကုန်စိတ်ကန်းကိုရောက်တာနဲ့သူတို့ကားတွေနဲ့အစင်သိအဲ့ဒီနားမှာလုံခြုံရေးချထားပြီးတော့စောင့်နေတယ်။ဘယ်ကမှမသွားရဘူး။သူတို့ခေါ်တဲ့နောက်ကိုလိုက်သွားရတယ်။စစ်မှုထမ်းမှုခေါ်ခံရတယ်လို့ပဲသိလိုက်ပြီးတော့အဆက်အသွယ်မရတော့ဘူးလို့စူးစမ်းခံရသူရဲ့မိသားစုဝင်ကပြောပါတယ်။ စစ်တွင်မြို့အောင်မင်္ဂလာရက်ကွက်မကြီးမြိုင်ရက်ကွက်ကတဲ့ရက်ကွက်ဘူမီရက်ကွက်နဲ့မြို့အနီးမူဆလင်ကျေးရွာတွေကနိုင်ငံခြားထွက်လို့တဲ့မူဆလင်တွေကိုတိမ့်သွင်းပြီးခေါ်ဆောင်နေတာဖြစ်ပါတယ်စစ်တွင်မြို့ကကုန်တင်သင်းမောတွေနဲ့တင်ဆောင်သွားခံရတဲ့မူဆလင်တွေဟာရန်ကုန်မြို့ဒလာစိတ်ကန်းကနေမင်္ဂလာတုံတက်ရင်နေစီကိုခေါ်ဆောင်ခံရပြီးတော့ပြည်သူစစ်တင်နန်းပေးခံရတယ်လို့သိရပါဗျာ စစ်ကောင်စီဟာစစ်တွေမြို့မှာရခိုင်လူမျိုးတွေကိုပြစ်မှတ်ထားစစ်ဆေးနေတာဖြစ်ပြီးမွ슬င်လူမျိုးတွေကိုတော့အယုံသွင်းခိုင်းစေနေတာဖြစ်ပါတယ်စစ်တွေစိတ်ကန်းကဝင်ရောက်လာတဲ့တင်မောတွေကိုကုံတင်ကုံရှာခြင်းအပါအဝင်မူဆလင်လူငယ်တွေစုဝေးလုကန်နေတဲ့အလုပ်ကန်တွေကိုဖန်တီးပေးထားတယ်လို့လည်းဆိုပါရယ်စစ်ကောင်စီဟာပူတီတောင်မောင်တော်ဒေသတွေမှာနေထိုင်တဲ့မူဆလင်ဒေသခံတွေကိုလည်းစစ်ရေးမှအုံရှာခဲ့ပါရယ် ဒါအပြင်2024ခုနှစ်ကစစ်တွေမျိုးကမွတ်စလင်လူငယ်တွေကိုအာရခတတ်တော်အလိုမရှိကြောင်းအတင်းအကျပ်ဆန္ဒပြခိုင်းခဲ့ပါသေးတယ်။တရရင်မှုမိသားစုတွေအပါအဝင်ထောင်ထဲရှိတဲ့စစ်တုံးပိုင်းမိသားစုဝင်တွေကို ULAA ကပြန်လွှတ်ပေးလိုက်တဲ့တရင်ကိုတင်ဆက်ပေးပါပါ။မြောက်ဦး၊မင်းပြ၊ပူတီတော်၊မောင်တော်မျိုးသိန်းတိုက်ပွဲတွေကဖမ်းဆီးရမိထားတဲ့စစ်တုံးပိုင်းမိသားစုဝင် စုစုပေါင်းတထောင်ကျော်ကို ULAA ကလူငင်းချမ်းသာခွင့်နဲ့ပြန်လွှတ်ပေးလိုက်ပြီးဖြစ်ပါတယ်။တစ်ဖက်မှာစကမ်းသိန်းတိုက်ပွဲတွေနေ့စဉ်မပြတ်ဆင်နွှဲနေတဲ့အာရခတပ်တော်ဟာတစ်ဖက်မှာလည်းလူသားချင်းစာနာထောက်ထားမှုအရာစစ်တုံးမှန်မိသားစုဝင်တွေကိုစီစစ်ပြီးပြန်လွှတ်ပေးနေတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီမှာပြင်းထန်ထားတဲ့ကာလတစ်လျှောက်လုံးမှာအင်းကြီးတက်တော်ကနေပြီးတော့ကျွန်တော်တို့မိသားစုဝင်တွေအားလုံးကို လူမှုရေးစာဝင်းမီရေးနောက်တစ်ခါကျန်းမာရေးအဲ့ဒါတွေကိုလည်းအဆက်ဆက်အရာလူစင်းလူတွေစင်းမရှိအောင်ထောက်ပံ့ပေးခဲ့ပြီးတော့တခြားကယူဆိုင်ပေးခဲ့တဲ့အတွက်မိသားစုဝင်တွေကိုစားကျမကအထူးပဲကျေးဇူးတင်တယ်လို့ပြောကြားချင်ပါတယ်။နောက်တစ်ခုကျမတို့တွေကစိတ်သက်တွေအရန်ကြတဲ့ခါမှာကျမတို့ရှိတွေကိုလလပြီးအားပေးတဲ့ဂူကြီးတွေရှိတောင်းလို့စာကျင်းလို့လက်သင်တွေတို့အော်ဒီလေနောက်တစ်ခါ ျမတို့ကိုထိန်းသိမ်းပေးထားတဲ့ဖြစ်ရှုပေးခဲ့တဲ့ဆရာမတွေပေါ့နော်အေးအေးတတော်ရဲ့စစ်မင်းဆရာမတွေကအတော်ကြီးအမလေးလိုကိုယ့်ရဲ့ညီမအရွယ်လိုညီမအရွယ်လိုအမေရဲ့လိုအမေရဲ့လိုနဲ့ကောင်းကောင်းမွန်မွန်ယနေ့အထိစောင့်ရှောက်ပေးခဲ့တဲ့အတွက်အဲ့ဆရာမတွေကိုလည်းကျမဒီနေရာနေကျမရဲ့ မိသားစုဝင်ကိုကိုစားကျေးဇူးအရင်တင်ပါတယ်လို့ပြောချင်တင်ပါတယ်အားလုံးအားလုံးကိုအေးအေးတတော်မှရှိတဲ့ကြီးကြီးတွေရတယ်ဟိုအောက်ရဲ့ရဲဘော်စစ်မင်းတွေအထိအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောချင်တယ်မေလ18 19 20နှစ်ရက်တွေမှာတော့မင်းပြဘူတီတောင်မောင်တော်နဲ့မြောက်ဟုကစစ်တုံးပန်းမိသားစုဝင်တွေကိုလှုပ်ပေးခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်သိမ်းတိုက်ပွဲဟာတနှစ်ကျော်ကာလကိုရောက်ရှိခဲ့ပြီးဖြစ်ပြီးဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာအာရခတတော်ထိန်းသိမ်းမှုအောက်မှာနေထိုင်လာတာဆိုရင်နှစ်ကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။လွှတ်ပေးခဲ့တဲ့စည်ရင်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်ရှင်။မြောက်ဦးမေ16ရက်နေ့မှာတော့184ရောက်မြောက်ဦး AB လမှာတော့313ရောက်ဘူးတီတော်မေ18မှာတော့314ရောက်မင်းပြမေ16မှာတော့225ရောက် မင်းပြ AB လာမှာတော့အယောက်190နဲ့မောင်တော်မေ16မှာတော့32ယောက်တို့ဖြစ်ပါတယ်။ရခိုင်ကမ်းရိုးတန်းဟာဆူနာမီဖြစ်စေတဲ့ငလင်တွေရဲ့အန္တရာယ်အရှိန်မရွေးကြရောက်နိုင်တယ်လို့ငလင်ပညာရှင်တွေကသတိပေးလိုက်ပါတယ်။ဒီကနေ့မေ16ရက်မနေ့တနားရီကျော်မှာရခိုင်ကမ်းရိုးတန်းရန်ပြေကျွန်းအနီးမှာ ပြင်းအား၅ဓာတ်သမတက်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးတော့ အဲ့ဒီငလင်ကိုပညာရှင်တွေကအခုလိုကောက်ချက်ရှာခဲ့ပါတယ်။အဲ့တော့ခုငလင်ကတော့သူကဟိုမီအောက်သွားအနက်10ကီလိုမီတာနေလှုပ်တယ်ဆိုတာကိုတွေ့ရတယ်။ဆိုအဲ့ဒီနေရာကိုစင်ကာပူကလေကမ္ဘာမြေလေးလာစောင့်ကြည့်ရဲ့အဖွဲ့ဆိုတာရှိတယ်။ Institute တခုရှိတယ် Art Observatory of Singapore ဆိုတော့ကျွန်တော်တို့ကလင်ကော်မတီတို့ဘာလို့လဲပူးပေါင်းပြီးတော့သုတေသနလုပ်ခုတယ်။ဆိုတော့ ဗမာမြေထုချက်ရဲ့အောက်ကိုအိန္ဒိယမြေထုချက်စိုက်ဝင်ရင်းနဲ့ပေါ့လေဗမာမြေထုချက်ရဲ့ဟိုထဲမှာအပေါ်မှာသူကနည်းနည်းလေးဆိုတော့အပေါ်ကိုပွားထွက်နေတဲ့ပြည့်ရည်လေးနှစ်ခုရှိတယ်။ဆိုတော့အရိယာတွေညာလှုပ်ကယ်လို့ပြောရမလားပေါ့ယူဆတော့ယူဆရနိုင်တယ်ပေါ့နော်။မေထုရှက်နှစ်ခုတိုက်နေတဲ့နေရာတွေဟာငလင်ကျောတွေရဲ့အဓိကဘိုးချက်နေရာတွေဖြစ်ပြီးတော့နှစ်ကာလကြာလာတဲ့အမျှတွန်းအားတွေစုပုံလာနိုင်တဲ့သဘောလည်းဖြစ်တယ်လို့ ပညာရှင်တွေကထောက်ပြကြပါတယ်။ဒီမီထူးချက်နှစ်ခုတိုက်နေတဲ့ plate boundary ပေါ့နော်။အဲချိစက်နားတစ်လျှောက်ကလည်းပဲဆူနာမီဖြစ်နိုင်တဲ့ငလျင်တွေလွတ်နိုင်တယ်။ဒါကြောင့်မလို့ဒီရခိုင်ကန်ယူတန်းတို့ကျွန်တော်တို့ပင်လယ်ကမ်းစပ်တွေပို့လို့ Aerial Delta တို့တနင်္သာရီတို့စသဖြင့်ဒီနေရာတွေဒီကျွန်တော်တို့ကဆူနာမီနဲ့ပတ်သက်တဲ့ကိုရင်းတွေကတော့ဆူနာမီ NDA ပေါ့လေရောင်းရေးဆိုင်ရာကိစ္စတွေကတော့ကျွန်တော်တို့ကပြင်ဆင်ဆောင်ရွက်ရမယ်။ အားလေးရရှိရဖို့တိထားကြမှာပေါ့နော်ကင်မရာတွေတက်လျှောက်ပါနေတော့ကနေတဲ့လူတွေက2000လေးတော့လည်းဟိုကျွန်တော်တို့ကဟို effect ဖြစ်ထားမှုတယ်လေအဲဒီနေရာတွေနော်ဆိုတော့ဒါတိထားကြဟုတ်ကဲ့ဟုတ်ကဲ့မကြသေးခင်ကပဲစကိုင်းမန္တလေးမှာ အင်အား9.9ပြင်းအားရှိတဲ့ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာရခိုင်ကယောရန်ကအာရကငလျင်ကျောအပေါ်မှာလဲစိုးရိမ်မှုတွေရှိခဲ့ကြတာပါ။ ဒီအချိန်မှာပဲအင်အား9ဓာတ်သမတ်ရှိတဲ့ငလင်တစ်ခုဟာရံပြေကျုံအနီးမှာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ငလင်ပညာရှင်တွေကတော့ရခိုင်ကမ်းရိုးတန်းဟာဆူနာမီအထူးသတိထားဖို့လိုတဲ့အကြောင်းကိုအခုလိုထပ်မံပြီးတော့သတိပေးထားပါတယ်။ကျွန်တော်မကြာခဏပြောလို့ရှိတယ်အိန္ဒိယမြေထုချက်ကဗမာမြေထုချက်ရဲ့အောက်ကိုစိုက်ဝင်နေတဲ့ဒါနော်တက်တူနဲ့ 80ပေါ့ဆိုတော့အဲ့ဒီအနာဆုံးညီထူးချက်နှစ်ခုတွန်းထိုးနေတဲ့ကြီးစက်နေတဲ့အနာဆုံးတစ်ခုရှိတယ်ဆိုတော့အဲ့ဒီဟာဒီရခိုင်ကမ်းလုံးဘက်မှာရှိနေတာပေါ့နော်ဆိုတော့တောင်ဘက်ကနေပြီးတော့ကျွန်တော်တို့ပြောမယ်ဆိုရင်အင်ဒိုနီးရှားလေအဲဆူမန်ထရာကျွန်တော်တို့2004ပေါ့နော်ဂရိတ်ဆူမန်တာအာကိတ်ဆိုပြီးတော့ကျွန်တော်တို့ကတော့ဆူနာမီဖြစ်ခဲ့တဲ့ ငလျင်လွတ်ခဲ့ပြီလေဆိုအဋ္ဌိကလေကျွန်တော်ကမြန်မာနိုင်ငံဘက်ကိုသူဆက်လာတဲ့သဘောပေါ့ဆိုတဲ့အခါကျတော့မှန်လေ1962အာရကန်အကွစ်ဒီကျွန်တော်ဆူနာမီဂျန်နစ်အကွစ်ပေါ့နော်ဆူနာမီဖြစ်ခဲ့တဲ့ငလျင်တို့ပြောရမှာပေါ့ဆိုတော့အဲ့ဒီနေရာကတော့ဟိုကျွန်တော်တို့တကယ်ဟိုအရှိတော်အာရှပေါ့လေဟိုအယ်ပိုက်ပါခေါ်မယ် ငလင်ကျော်ရဲ့အလေးပိုင်းလူတော်ပြောလို့ရမယ်ထင်တယ်နော်လေဝရီ FM ရဲ့နေ့စဉ်ထူးခြားတဲ့ရခိုင်သတင်းတွေကိုအစင်မပြတ်နားဆင်နိုင်မှုအတွက်လေဝရီ FM Facebook, YouTube နဲ့ Website စာမျက်နှာတို့မှာလည်းနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါပြီရှင်။ ကျွန်တော်တို့မြစည်းမရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်ပါတွေဆက်ွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးတောသားရှင်တို့အနေနဲ့ဝေဖန်အကြံပြုချက်တွေနဲ့ရင်းဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ One Way FN Facebook Page က Messenger နဲ့မြစည်းမရေဒီယိုဆောင်ပါရှင်ဆိုတဲ့ Telegram Group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်။တောသားရှင်တို့ရဲ့ဝေဖန်အကြံပြုချက်တွေကိုကြိုဆိုပါရစေခင်ဗျာ။ ညစီမရေဒီယိုရဲ့ဒီနေ့မနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်မင်းအနေနဲ့ဒီလိုပြီးကိုစိတ်နှပါကျမ်းမာချမ်းသာပါစေလို့ညစီမရေဒီယိုဖွယ်သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရက်တီနေမဲ့ညစီမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြကြသူတွေအားလုံးကျမ်းမာကြပါစေခင်ဗျာ thank you